အရန်အံ့ဩတယ်နော်သူတို့ရဲ့ဟိုစာဖန်တွေကိုလည်းကျေးဇူးလက်တင်ပါတယ်ရန်အပေါ်ဆိုအမှုပညာရှင်သူတို့တွားရနေရမှာအဲဘယ်ဘာပွဲမဆိုသူတို့မျက်နှာမငယ်ရအောင်အဲ့ပွဲလုပ်တဲ့ပွဲရှင်လည်းမျက်နှာမငယ်ရအောင် MSP ရတောက်ကြီးရတောက်တယ်တားရရတောက်တယ်ဗျအဲဒီမှာဟိုလာ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 လေဟိုပါလေရှိုင်းရဲ့ဖန်တွေလေးအများကြီးကြားပါ ဟိုကမခင်လေးမေကတာကြီးဖန်နေလေရှိတယ်ဆိုငါပြောတော့ဘောဆိုအားငယ်ရလို့အာဒီကဒီကားမှာတော့တာကြီးရဲ့ဟိုပါเนาะဟိုမေသူထွင်းရဲ့အမေပေါ့เนาะမင်းသမီးရဲ့အမေအဲ့တော့ဒီသမီးလေးရဲ့သမီးလေးရဲ့ဟိုခံစားချက်တွေကို အာဘယ်လိုခေါ်မလဲဆိုတော့နားလည်ပေးရတယ်အဲတမိနဲ့ထပ်တူခန်းစားပေးရတယ်ဆစ်ဆရာကောင်းနဲ့မေမေပေါ့ထူးဆန်းတယ်ထူးဆန်းတယ်ဆိုတာလေဟိုဘောတို့အတိတ်ဘဝတို့เนาะအဲအတိတ်ဘဝတို့ဘာလို့ချိန်စားတွေပါဆိုတော့တကယ်ရှိတယ်ဆိုတဲ့သဘောမျိုးပေါ့เนาะအတိတ်ဘဝမှာအဲကြောင့်မလို့လေဟိုပိုးဆိုးပစက်တွေလည်းမချိန်ရဘူးဆူတောင်းတွေလည်းမမှားရဘူးဆိုတာလေးတွေကိုအတိပေးချင်တာပေါ့เนาะအာတယောက်နဲ့တယောက် ဘလောက်ပဲမုံမုံဘလောက်ပဲချစ်ချစ်ဘလောက်ပဲမုံမုံလဲဥဆုံးပက်ခါပေါ့เนาะအဲ့လိုတွေမပြောရဘူးပြောလာတဲ့အခါကျတော့ now ဟိုပေါ့လေလာမဲ့ဟိုအမမပေါ့လာမဲ့အနာဂတ်မှာကြတော့ဘာဖြစ်မယ်ဆိုတာမသိဘူးပေါ့เนาะနောက်ဘဝမှာအဲ့ဓာ ड़ी အဲ့ဓာလေးတွေကိုအကြံဟိုဆိုတော့ ပေးခြင်းတာပဲ message ပေးခြင်းတာအဲ့တော့အဲဒီကားလေးမှာတော့အဲ့လိုမျိုးလေးတွေ message ပေးခြင်းတာလေးတွေကိုရိုက်ပြထားတာပါဒါရုပ်ရှင်ကမှတော့ဒါပထမဆုံးအခြေအာပထမဆုံးအချိန်မှာဟုတ်တယ်ပိုးစာဥစာရှိုင်းရတော့ဟိုမှာအဲ့အလှလေအလှမှာလဲရှိုင်းနေဆုံးမှုရဲအဲ့လိုမျိုးပဲပေါ့ဟိုသူတို့လေးတွေကိုကြာတော့သူတို့ကိုအဲ့ဒီသူတို့ရဲ့မိဘနဲ့အဲ့လိုမျိုး live တွေလွှင့်နေပါရဲ့ဝင်ကြည့်ပြီးတော့ကိုယ်ကသူတို့သွားအပ်ထားတာအဲ့တော့ ဟဲ့တာတာတာတို့အထာတော့တာတို့လက်မခံသေးဘူးဟဲ့တာရဲ့ခရော့ခရော့ခရော့ဆိုသူတို့ကအဲ့လိုမျိုးပေါ့လေအဲ့အလူမာတွေတော့အဲ့လိုမျိုး accept လုပ်ပေးတာပေါ့အဲ့ဒါကဘယ်ချိန်မှာစာပြီးတတိယပါလဲစာပြီးတတိယဆိုသူတို့နဲ့ဟိုပါလေအဲသူတို့ မိဘလေမိဘတို့တရားကြီးတို့ ਨੇ သူတို့အဲ့ light တွေလွင်တာလေအဲ့ light တွေလွင်တာတွေကိုဝင်ဝင်ကြည့်ပြီးတော့ဝင်ဝင်ကြည့်တော့အဲ့မိဘတို့ရောတရားကြီးတို့ရောသူတို့သူတို့လေးတွေရဲ့ဘယ်လိုခေါ်မလဲတကယ်တကယ်လေးရိုးစင်းတဲ့ life လေအဲ့တရားကြီးတို့ရောသူတို့ကတယောက်နဲ့တယောက်ဟိုတားအမိလို့တကယ်လွတ်လွတ်လပ်လပ်ကဲအဲ့လိုမျိုးပုံစံလေးတွေကိုတတိထားမိတာ အရန်အံ့ဩတယ်နော် သူတို့ရဲ့ဟိုစာ fan တွေကိုလည်းကျေးဇူးလေးတင်ပါတယ်ရန်အပေါ်ဆိုအမှုပညာရှင်သူတို့တွားရနေရမှာအဲဘယ်ဘာပွဲမဆိုသူတို့မျက်နှာမငယ်ရအောင်အဲ့ပွဲလုပ်တဲ့ပွဲရှင်လည်းမျက်နှာမငယ်ရအောင်တိုင်းတော့မျက်နှာငယ်ရတာပေါ့နော်အားငယ်တာပေါ့စမ်းနေရောဘယ်လိုပြောအားကြရအရင်အားကြတယ်ဟိုတိုင်းတို့တွေလည်းလေဘယ်လိုတွားတယ်လာတယ်ဆိုလို့ရှိရင်ချစ်ကြတယ်လေဒါပေမဲ့လေသူတို့လောက်တဲတဲလှုပ်ချစ်မခံရဘူး တိလာအရင်အံ့ဩတယ်တိလာဟိုဘယ်လိုခေါ်မလဲသူတို့တွေလေအဲ့ဒီသူတို့ရဲ့ fan တွေ mentally မှာရကြဆို mentally မှာနေရမပြောဘူးเนาะသူတို့ဒါပေမဲ့ရအောင်ရှာလိုက်လေအဲ့တော့သူတို့ ਨੇ ကိုက်များများပါစီလို့ဆိုတာဘာဖြစ်လို့နေတိုင်းနေတိုင်းလေဟဲ့စားရမစားခြင်းတော့ပါဘူးလို့ပြောရတဲ့အထီကိုစားရတယ်ဘာလို့ဆိုသူတို့ ဟိုပါလေတနေ့တနေ့အဲ့ foodie ပါလေ support လာဟလာအဲ့ foodie support အဲ့လုံကြတဲ့ပုံမှန်ဆိုမန္တလေးမှာဆိုနာမည်ကြီးရဲ့ပါ the wings ပါအာအဲ့လိုလာကျွေးရဲ့အဲ့ cake mook တွေဆိုတာနေတိုင်းပြောတိုင်းစီးကျွေးအောင်တက်တယ်ဒီကားရိုက်လာအဲစားမှာပါဒီကားရဲ့ဘာစားကြလဲဆိုတော့လေဒီကားရောစားပြစားမလို့ပြောကြမလို့နာဖို့ပြီးသားလားသူတို့တွေကသူတို့တွေကလေဝက်ဝက်ကွဲအမဟုတ်သူတို့တွေကသူတို့ရဲ့မင်းသားကိုပဲချစ်တာမဟုတ်ဘူးလေသူတို့ဝက်ဝက်ကွဲကြွက်ကြွက်ညံချစ်တာ ချစ်ခံရပါဘူးကိုရီတို့ချစ်လားမချစ်လားမသိဘူးကွာကမင်းသားကပ်ပြီးစားတာပဲလေချစ်လာရင်ချစ်လာရင်ဟိုဟာလေးပျော်ပါတယ်ပျော်တယ်ဆိုတာလေအဲ့အဲ့လိုမျိုးအဓိကတော့လေသူတို့သူတို့လေးတွေကလည်းမဖြစ်လဲဆိုတော့ respect အရင်ရှိတယ်ကလေးလေးတွေကလေသူတို့သူတို့လေးတွေကဟိုဘယ်လိုခေါ်မလဲဆိုတော့သူတို့အနေထားတချို့လူငယ်တွေကအဲ့လိုမျိုး ဘာမှတော့မဖြစ်သေးဘူးမောက်မာကြတယ်အဲပါလွားတယ်ထောင်လွားတယ်အဲ့လိုမျိုးရှိတယ်ဒါပေမဲ့ဒီကလေးတွေကတွေ့ရတယ်လေတာယူအဲတာယူအဲ့လိုပြောရတာပေါ့အဲသားတို့ကလည်းမောပါပေါ့ဗာလဲတာယူကိုအာတာယူလေးချွတ်လို့သားတို့အတ်ထားတာတိလားဗာကြောင့်ဆိုတော့ဟဲ့ဟုတ်လားခရော့ခရော့ဆိုချက်ချင်းအဲ့လိုမျိုးလေးပေါ့အဲ့ဒီ respect အဲ့လိုမျိုးဟိုကို့အပေါ်မှာလေ respect ထားခံရတယ်လေအရန်တို့အဲ့တို့ရဲ့မိဘလည်းကိုကိုကောင်းမြတ်သူလားလားအဲ့သူလည်းအဲ့လိုပဲအဲ့လိုမျိုးလေးဟဲ့တာယူရဲ့အဲ့လိုမျိုးလေးတွေပေါ့ သူတို့ family လေးကိုဝှချစ်တာလေအဲမိဘရဲ့ဒဒါကြီးရဲ့သူတို့နှစ်ယောက်ရဲ့အဲ့ဒါမျိုးလေး life နာလေးကိုချစ်ပြီးတော့အောက်ကနေ compensate ဝင်ပေးသေးတာเนาะမသိဘဲနဲ့ဘွားကြီးอ่ะငယ်တုန်းကကြတော့ငယ်တုန်းငယ်တုန်းစိတ်နဲ့အဲ့လိုမျိုးမမနာရှိရဲ့အခုကြီးလာတဲ့အခါမှာကြတော့အသက်ကြီးလာတဲ့အခါမှာအငယ်တုန်းကကြတော့လေလေဘာဖြစ်လဲဘာဘလို့စိတ်ထားလဲဆိုတော့လေဒီ fee ရဲ့မှာငါကဒီ fee ကိုမစွန့်ခွာနိုင်ဘူးမစွန့်ခွာနိုင်တော့အဲ့အတွက် ဒီလူအယောက်တရာနဲ့တက်တယောက်နဲ့မတက်လို့ရှိရင်နေစရာအရန်ကျင်းနေအဲ့တော့ အားလုံးနဲ့အဆင်ပြေအောင်နေပေးတယ်တော်ယုံတန်ယုံလောက်ကိုအဲ့လိုမျိုးလစ်လူရှုရဲအာမတိကြအောင်ဆောင်ပေးတယ်အဲအခုအသက်ကြီးလာတဲ့အခါကျတော့လေဘာပဲပြောပြောလေအဲ့ဒီကိုယ့်ရဲ့အမှုပညာညီကိုမောင်နှမကိုယ့်ရဲ့မိသားစုအဲ့ဒုတိယမိသားစုလေသူတို့နဲ့တွေ့ချင်းပုံများတယ်အဲ့တော့အဲ့ဒီကလေးတွေကြပြန်တော့လေကလေးတွေမို့လို့ကိုကကိုစပြီးမြစ်တာပေးတဲ့အခါကျတော့သူတို့ကလည်းပြန်ပေးတယ်ကိုကကိုစပြီးတော့သူတို့ကိုလေအဲ ချစ်ပြကိုကကိုတူကိုသားအရွယ်မလားချစ်ပြရဲဆိုတော့သူတို့ကလည်းကိုကိုပြန်ပြီးတော့အဲ့လိုမြေတားပေးလို့ထင်ပါတယ်အခုချိန်မှလည်းကြာတော့လည်းတိုက်တော့အဲဘယ်ချိန်ဒီမှမမ်းမသိတဲ့အချိန်မှအားလုံးကိုအားလုံးကိုဟိုကောင်းအောင်ပဲလေကိုဘက်ကနေပြီးတော့လှုပ်ပေးနိုင်တာဘာလို့သူတို့ဘာလှုပ်ပေးနိုင်လဲအကောင်းဆုံးဖြစ်အောင်လှုပ်ပေးနိုင်နေသူတို့ဘက်ကကိုကို response လာလာမလာလာအဲဒါပေမဲ့အဲ့လိုမျိုးပေါ့သူတို့ရဲ့ response လာတော့အခါကျတော့လည်း ပျော်ရတာပေါ့ကျင်းအခုလိုမျိုးလေးဒီကလေးလေးတွေကကိုယ်ကိုလေးလီလီစာတာကြီးအဲ့လိုမျိုးဆိုတော့လေလေကိုယ်ကလေပျော်ရတာပေါ့နော်အသက်ကြီးမှဘွားကြီးရအဲ့လိုမျိုးပေါ့အဲ့ဒီအမျိုးပညာသမားအများစုကတော့အဲ့လိုမျိုးထင်တယ်တဲ့လားဟိုဆိုရလေဘာလို့ခေါ်ရဆိုသူတို့ကစိတ်ကိုပြိုအောင်ပြောအောင်နေရတာ哦เนาะအခုအပြင်မှာဟိုဥစားအမေတော်နဲ့ဆန်းလို့ပဲကြည်လေအမေတော်ကိုဖိုးတာတော့အဲ့လိုမျိုးသူတို့တွေကအပြင်ကလူတွေနဲ့ရှင်လို့ရှင်လို့ရှင်သူတို့ကဟိုပါပေါ့သူတို့က နုတယ်အော်သူတို့ကအများကြီးပုံနုတယ်ကိုကိုတာဆိုလို့ရှိရင်အသက်60ကျော်ပြီဘလူးမထင်ဘူးလေဟုတ်တယ်မလားအဲ့လိုမျိုးပေါ့အဲတာကြီးတို့လည်းအဲ့လိုမျိုးပါပဲအအဓိကကတော့အမှုပညာသမားဖြစ်တဲ့အတွက်အငိုစရာရှိရင်လည်းပြဲဆိုငိုချလိုက်စိတ်ညစ်တဲ့ပြဲဆိုစိတ်ညစ်လိုက်တယ်ပြီးတော့ပြီးလို့ရှိရင်ကိုကကိုအဲ့ဒါပျော်အောင်နေကြကိုအမှုပညာသမားတွေပျော်အောင်နေကြလာပြီလာပြီမလာပြီလာပြီလာပြီ ိုနှူတာပေါ့နေတိုင်းလဲနေတိုင်းလဲစားအသားရမယ်လေမြန်မာစတာပဲစား